ဆိုရဟာအိန္ဒုဘာသာဝင်တွေအထွတ်မြတ်ထားတဲ့ပွဲတော်တွေကတစ်ခုဖြစ်ပါတယ်။ဒီဝါလီလို့လည်းခေါ်ကြတဲ့ဒီပါဝလီရဲ့အနက်အဓိပ္ပာယ်မှာဒီပဆိုတာမိရဲ့အလင်းရောင်ဖြစ်ပြီးဝလီဆိုတာထုံးညီခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီပါဝလီပွဲတော်ဟာစင်မီထုံးညီပူဇော်တဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ဒီပါဝလီပွဲတော်ဟာအိန္ဒိယနိုင်ငံအပါအဝင်ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ဟိန္ဒူဘာသာဝင်တွေဟာ အမြတ်တနိုးအလေးထားပြီးနှစ်စဉ်ကျင်းပလေရှိပါတယ်မြမနိုင်ငံဟာဆိုရင်လေဘာသာတရားတိုင်းကိုမိမိယုံကြည်ရာလွတ်လပ်စွာကိုးကွယ်ခွင့်ရှိတဲ့နိုင်ငံဖြစ်တာကြောင့်ဒီပါဝလီနေ့ကိုတရားဝင်ရုပ်ပရက်အဖြစ်သတ်မှတ်ထားပြီးဒီပါဝလီပွဲတော်တွေကိုလည်းနှစ်စဉ်ကျင်းပလေရှိပါတယ်အခုနှစ်မှာဆိုရင်လေဒီပါဝလီပွဲတော်အခမ်းအနားကိုမြန်မာအိန္ဒိယအစ်ကြီးရဲ့အသင်းနဲ့မြန်မာနိုင်ငံမှာမှီတင်းနေထိုင်ကြတဲ့ ဟိန္ဒူလူမျိုးနွယ်စုတွေပူးပေါင်းပြီးအော်တိုဘာလ18ရက်ကရန်ကုန်မြို့မြို့မကျောင်းလမ်းရှိ အမျိုးသားကားစက်ရုံမှာကြီးကျယ်ခမ်းနားစွာကျင်းပနိုင်ခဲ့ပါတယ်ဒီပွဲတော်ကိုနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နှင့်သနီကော်မရှင်တွင်မူ ဒရိုင်ဘာအမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့စနီကော်မရှင်ဖွဲ့ဝင်တွေပြည်တော်စုဝန်ကြီးတွေနဲ့စနီတွေရောင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းမြန်မာနိုင်ငံဆိုင်ရာနိုင်ငံတကာအသံယုံတွေကတာအမတ်ကြီးတွေနဲ့တန်ယုံအကြီးအကဲတွေကာကွယ်ဦးကြီးချုပ်ယုံကအစ်မြင့်တက်မတော်အရာရှိကြီးတွေနဲ့စနီတွေရောင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုအသင်းဖွဲ့တွေကတာဝန်ရှိသူတွေဟိန္ဒူမျိုးနွယ်စုတွေဟိန္ဒူရိုးရာရင်ကျေးမှုအဖွဲ့တွေနဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်ကြီးတွေတက်ရောက်ကြပါတယ်။ဝမ်မစတင်မီကမိုးရွာသုံးနာမျိုးရှိခဲ့ပြီးမြေနိုင်ငံတော်အကြီးအကဲနဲ့တာဝန်ရှိသူတွေရောက်ရှိဖို့နှီးကပ်လာချိန်မှာတော့မိုးလေကင်းစင်ပြီး ရာသီဥတုကပြန်လည်ကောင်းမွန်သွားတာကိုလည်းသတိထားမိပါတယ်။ဝဲရော်ကိုရောက်ရှိလာတဲ့နိုင်ငံတော်အကြီးအကဲနဲ့ဇနီးတို့ကို ပွဲတော်တာဝန်ရှိသူတွေကကြိုဆိုကြပါတယ်။အဲဒီနောက်မှာတော့ဒီပါဝလီပွဲတော်အခမ်းအနားမင်္ဂလာမဟုတ်ဘူးကိုရောင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကတန်ယုံယာယီတာဝန်ခံနဲ့တာဝန်ရှိသူတွေဟိန္ဒူမျိုးနွယ်စုဝင်အကြီးအကဲတွေကဖဲချိုးဖြတ်ပြီးခွင့်လှစ်ပေးကြပါတယ်။ ်လက်ပြီးတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းနဲ့ဇနီးတို့ကိုဟိန်းနူရိုးရအစီမီးနဂါနဲ့ကြိုးဆိုကြပြီးမုံမြက်ပြီးမင်္ဂလာရှိတဲ့ဟိန်းနူရိုးရပုံနှက်ကုံမန်နဲ့စူတောင်းကာရဝပြီးပါတယ်အဲဒီနောက်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းနဲ့ဇနီးတို့ဟာဒီပဂလီပွဲတော်ကိုစက်ကလုံးနှိပ်ပြီးဖွင့်လှစ်ဖို့သွားတဲ့လမ်းတစ်လျှောက်မှာဟိန်းနူရိုးရရင်ချင်းမှုအဖွဲ့တွေကရိုးရဒလေးနဲ့ ကာရဝပြုကျိုးစိုးကြတာကိုလည်းတွေ့မြင်ရပါတယ်မင်္ဂလာချေကြောက်ရွံ့ချေမှာတော့ဘုဇုံမှုကြီးမြောင်းနိုင်ကဒီပါဝလီပွဲတော်အခမ်းအနားကိုစက်ကလုံးနှိပ်ပြီးဖွင့်လှစ်ပေးပါရယ်စက်ကလုံးနှိပ်ဖွင့်လှစ်ပေးပြီးတဲ့နောက်မှာတော့ တယောက်လာသူတွေနဲ့အတူအမတ်တရစူပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူပါတယ်အဲဒီနောက်မှာတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုက်နဲ့အခမ်းအနားကိုတယောက်လာကြတဲ့တာဝန်ရှိသူတွေကပွဲတော်မှာခင်းကျင်းပြသထားတဲ့ပြာခဲတွေကိုလှည့်လည်ကြည့်ရှုအားပေးပါတယ်ခင်းကျင်းပြသထားတဲ့ပြာခဲတွေကတော့မြန်မာနိုင်ငံမှာလာရောက်ပြီးရင်းနှီးမြှုပ်နှံမှုလောက်ကိုင်းနေတဲ့အိန္ဒိယကုမ္ပဏီတွေရဲ့ပြာခဲတွေ ဟိန်းနူမျိုးနယ်စုတွေရဲ့ကြာခဲတွေမြန်မာနိုင်ငံပဲမျိုးစုံပြောင်းနှင်နှမ်းကုန်တဲ့များအသင်းရဲ့ကြာခဲတွေဟိန်းနူရိုးရာရင်ကျေးမှုနဲ့အစားအသောက်ကြာခဲတွေဖြစ်ပါတယ်ပေါ်ကြမှုချင်းမရောက်နိုင်တဲ့တာဝန်ရှိသူတွေဟာကြာခဲတစ်ခုချင်းအလိုက်စိတ်ပါဝင်စားစွာလိုက်လံကြည့်ရှုအားပေးခဲ့ပြီးကြာခဲတာဝန်ရှိသူတွေကလည်းကြာခဲနဲ့ပတ်သက်လို့အသေးစိတ်ရှင်းလင်းတင်ပြကြတာကိုတွေ့ရပါတယ် ပြာကန်းတွေကိုလှည့်လည်ကြည့်ရှုအပြီးမှာတော့ကားဆက်ယုံထဲမှာအခမ်းအနားစီစီဒုတိယပိုင်းကိုဆက်လက်ကျင်းပပါရယ်အခမ်းအနားကိုဂါနီရှာဓမ္မပူဇာတေးသချင်းနဲ့စတင်ဖွင့်လှစ်ခဲ့ပြီးရိုးရအကအဖွဲကစီမီပူဇော်အကနဲ့ချော်ပေးပါရယ် ရီနောက်စီမီထိုးညိပူဇော်ရခြင်းရဲ့အတိတ်ပဲနဲ့ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြပြီးပူဇော်မှုကြီးမင်းအောင်လှိုင်နဲ့စနီမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံမှတန်ယုံယာယီတာဝန်ခံနဲ့စနီသက်ဆိုင်ရာတာဝန်ရှိသူတွေကဒီပါဝလီအထိမ့်မှတ်စီမီထိုးညိပေးကြပါတယ်စီမီထုံးညပြီးတဲ့နောက်မှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့စနီတို့ကို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံမှတန်ယုံယာယီတာဝန်ခံနဲ့ဇနီးတို့ကမင်္ဂလာဂုံပြုပွားနဲ့ပန်းကုန်းတို့ကိုကာရဝပြုဆင်မြန်ပေးပြီးအမတ်တရလက်ဆောင်တွေအပြန့်အလှန်ပေးရကြပါတယ်ဆက်လက်ပြီးတော့စူပေါင်းမတန်းတဲ့ဓာတ်ပုံရိုက်ကူးကြပြီးမြန်မာအိန္ဒိယချစ်ကြီးအသည်းရဲ့အတွင်းမှုနဲ့ဇနီးတို့ကမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံမှတန်ယုံယာယီတာဝန်ခံနဲ့ဇနီးတို့ကို မင်္ဂလာကွန်ပြူပဝါနဲ့ပန်းကုန်းတို့ကိုကာရဝပြုစင်မြန်ပေးကြပါရယ်အရင်နောက်မှာတော့ဘိုးဆုံးမူချင်းမင်းအောင်လိုက်ကဒီပါဝလီအထိမ်းမဲ့အခမ်းအနားကိုတယောက်ချင်းမျက်နှာနဲ့ပတ်သက်ပြီးအမတ်တရားစကားပြောကြပါရယ်မတ်တရားစကားပြောချင်ရမှာဒီပါဝလီပွဲတော်ဟာအိန္ဒုဘာသာဝင်တွေအထွတ်မြတ်ထားတဲ့ရိုးရာမိထွန်းပွဲတော်ဖြစ်ကြောင်း ဒီပဆိုတဲ့မြင်းလင်းရောင်နဲ့အဝလီဆိုတဲ့စီတန်းချင်းဆိုတဲ့အတိဘယ်တို့ကိုပေါင်းဆက်ထားတာဖြစ်တဲ့အတွက်ဒီပဝလီဆိုရဟာစင်မီအလင်းရောင်တွေနဲ့စီတန်းထုံညိပူဇော်ခြင်းလို့အတိဘယ်ရတာကို သိရှိရကြောင်းဒီပဝလီပွဲတော်အစတင်ဖြစ်ပေါ်ခဲ့တဲ့ နောက်ခံသမိုင်းကြောင်းဒီနေ့ရာမမင်းမြတ်ဟာရာဝဏလို့ခေါ်တဲ့ဒတဂီရီမင်းကိုနှိမ်နေပြီးစစ်ပွဲမှန်သမျှဘယ်သောခါမှ အရှုံးမရှိတဲ့အယုဒ္ဓယာနေပြည်တော်ကိုပြန်လည်ဝင်ရောက်လာတဲ့အချိန်ဟာ သတင်းကြွလကွေမှောင်မိုက်နေတဲ့ညအချိန်အခါဖြစ်တဲ့အတွက်စီမီးတွေထွန်းညိပြီးရာမာမင်းမြက်ကိုစီမီးအလင်းရောင်နဲ့ကြိုးစိုးပူစော်ရာကနေဒီပါဝလီပွဲတော်စတင်ခဲ့တာဖြစ်တယ်လို့လေးလာသိရှိရကြောင်းဦးစွာပြောကြပါရယ်စီမီးပူစော်ခြင်းအဖြစ်အမောင်တွေပြောက်ွယ်ပြီးအလင်းတွေရောက်လာသလိုမကောင်းတာတွေကွဲပြောက်ပြီးကောင်းခြင်းတရားတွေရောက်ရှိလာစေဖို့မျော်လင့်ချက်ရောင်ကြီးတွေပြန်လည်ပြည့်ဝလာစေဖို့ဆိုတဲ့ယုံကြည်ချက်တွေနဲ့ အခုလိုစီမီပူဇော်ကြတာဖြစ်ကြောင်းဟိန္ဒူဘာသာဝင်တွေအတွက် ဒီပါဝလီနေ့ဟာအခါထူးရမျက်ဖြစ်တာကြောင့်လုပ်ငန်းအသစ်စတင်တာစည်ရင်ဟောင်းချုပ်ပြီးစည်ရင်အသစ်စတင်တာတွေကြည့်လို့ရင်ညှော်မှန်းထားတဲ့အတိုင်းအောင်မြင်တယ်ဆိုတဲ့ယုံကြည်မှုတွေနဲ့ဆောင်ရွက်ကြတာကိုလေသိရှိရကြောင်းအခုကျင်းပတဲ့ဒီပါဝလီမီထွန်းပွဲတော်ကြောင့်မိမိတို့နိုင်ငံမှာအခုချိန်ကစပြီး ပုံမကောင်းမွန်တိုးတက်တဲ့အခြေအနေကောင်းတွေရရှိခံစားနိုင်မယ်ဆိုတာကိုယုံကြည်တယ်လို့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောပါတယ်။ဖေဒူဘာဒါမွန်ရဲ့အတွက်ဒီပါမရီတဲ့ဟာအခါတူးရဲ့မြတ်ဖြစ်တာကြောင့်လုံမန်းတဲ့စတဲ့ချင်းဆင်းရဲချုပ်ပြီးဆင်းရဲအပြစ်စတဲ့ချင်းတွေပြုလို့ရင်မြမောထားတဲ့အောင်မြင်တဲ့ဆိုရင်ယုံကြည်မှုတွေနဲ့ဆော်ရကြတာကိုလည်းသိရှိရပါတယ်။ အခုချိန်မှာဒီမောင်ကြီးပြီးထုတ်ပေါ်တာတော့ကျွန်တော်နိုင်ငံမှာဘူးချိန်ကစပြီးပုံမကောင်းမတို့တဲ့အခြေအနေကောင်းတွေရရှိခါးသားနိုင်မယ်ဆိုတာလည်းယုံကြည်ပါတယ်မိမိတို့မြန်မာနိုင်ငံဟာတိုင်းသားလူမျိုးပေါင်းစုံနဲ့မတူ क्वे ပြတဲ့ဘာသာရေးဆိုင်ရာယုံကြည်ကိုးကွယ်မှုမျိုးစုံစုပေါင်းတည်ရှိတဲ့နိုင်ငံဖြစ်ကြောင်းနိုင်ငံတော်အတွင်းမြစ်တင်းနေထိုင်ကြသူတွေရဲ့ဘာသာရေးဆိုင်ရာယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်ပြီး တူညီတဲ့အခွင့်အရေးတွေနဲ့လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကိုဖွဲ့စည်းဖို့အခြေခံဥပဒေနဲ့အညီခွင့်ပြုပေးထားပြီးဖြစ်ကြောင်းဒါကြောင့်မိမိတို့ယုံကြည်ကိုးကွယ်ရာဘာသာတရားအလျောက်ဘာသာရေးပွဲတော်တွေကိုလည်းအနှစ်သာရရှိရှိကျင်းပဆောင်ရွက်သွားကြဖို့အရေးကြီးတယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဟာတိုင်းသားတွေမျိုးပေါင်းစုံတဲ့ဗဒူကွဲပြားတဲ့ဘာသာရေးဆိုင်ရာယုံကြည်ကိုးကွယ်မှုမျိုးစုံစုပေါင်းတည်ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။နိုင်ငံတော်တွင်ပြည်ထောင်ထိုင်ရသူတွေရဲ့ဘာသာရေးဆိုင်ရာယုံကြည်မှုကခုနဲ့ပတ်သက်ပြီးလူကြီးတဲ့အခွင့်အရေးများတဲ့ဒုရဆာယုံကြည်မှုကခွဲဖို့ဝစီဖို့ခြေကားဥပဒေနဲ့ဒီကုပြုပေးထားပြီးလည်းဖြစ်ပါတယ်။ဒါကြောင့်ပြည်သူယုံကြည်မှုကရာဘာသာတရားအရောက်ဘာသာရေးဘောတော်လူကိုလည်းအစ်တရာရှိရှိကျင့်ပါဆောင်ရွက်တော့ကြဖို့လေဒုက္ခအရေးကြီးပါတယ်။ မတူကွဲပြားတဲ့ဘာသာဝင်တွေအကြားတင့်မြတ်စွာစူးစီးနေထိုင်ဖို့လိုအပ်ကြောင်းစူပေါင်းညညအောင်ကြောင်းဖြာဆိုတဲ့စကားအတိုင်းဘာသာပေါင်းစုံစူးစီးညီညွတ်စွာ နေထိုင်နိုင်ရေးအတွက်အခြေခံမူတွေဖြစ်တဲ့ဘာသာပေါင်းစုံကဘာသာဝင်တွေအချင်းချင်းအပြန်အလှန်လေးစားပြီးအတူတကွအေးချမ်းစွာ နေထိုင်သွားကြဖို့ဘာသာရေးလူမှုရေးပြိပခါတွေကြောင့်ဒုက္ခရောက်နေသူတွေကိုကူညီဆောင်ရှောက်ဖို့ ။ဘာသာရေးနဲ့ဆက်နွယ်တဲ့နစ်နာမှုတွေရှိလာရင်ဥပဒေနဲ့အညီညှိနှိုင်းဆောင်ရွက်ပေးဖို့စတဲ့ကောင်းမွန်တဲ့အခြေခံမှုတွေကိုချမှတ်ဆောင်ရွက်နေတယ်လို့လေဆိုပါရယ်။မိမိတို့ဟာအမင်းမျိုးပေါ်မှာအတူတကွအကြီးပြင်းလာကြသူတွေဖြစ်တဲ့အတွက်တဦးရဲ့ယုံကြည်ရာဘာသာတရားကိုတဦးကလေးစားကြရမှာဖြစ်ကြောင်းမြန်မာနိုင်ငံကပိုင်ဆိုင်တဲ့ဒီမြေဒီရေဒီလေးကိုတူညီစွာသုံးဆွဲနေထိုင်ကြတဲ့ ဘယ်လူမျိုးဘယ်ဘာသာဝင်မဆိုပြည်တော်စုစိတ်သက်မွေးမြူပြီးနေထိုင်ကြဖို့လိုကြောင်းအရင်စိတ်သက်ကိုအခြေခံပြီးအပြန်အလှန်ချစ်ကြည်ရင်းနှီးမှုတွေကတဆင့်မြန်မာနိုင်ငံရဲ့အကျိုးကိုဝိုင်းဝန်းတည်ပို့ကြဖို့လိုကြောင်းပြောကြားပါတယ်ကြံပြင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောကြားရမှာလေ နိုင်ငံတော်ကိုပြည်သူလူထုလိုလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရှောင်လန်းနိုင်ဖို့အတွက်လာမယ့်ဒီဇင်ဘာလ28ကစပြီးလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စတင်ကျင်းပပြီးတော့မှဖြစ်ကြောင်းရွေးကောက်ပွဲရလဒ်အရထွက်ပေါ်လာတဲ့အစိုးရကိုဒီမိုကရေစီစံနှုန်းတွေနဲ့အညီနိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းရွေးကောက်ပွဲအောင်မြင်စေ အခုလိုအဖွဲ့အစည်းအသီးသီးကလည်းနိုင်ငံအကျိုးမျှော်ကိုပြီးဆောင်ရွက်သွားကြဖို့လိုကြောင်းဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားပါရယ်။ဒါမှဒီဇင်ဘာလ28ရက်နေ့အစပြုဒုတိယပြည်တရားမြတ်တဲ့ပါတီစိုဒီမိုကရေစီရီယူကော့ပွဲကိုစတင်ကျင်းပတော့ပါတယ်ဖြစ်ပါတယ်။ဒီရင်တော့ယူကော့ပွဲရလာရပေါ်ထွက်လာတဲ့အစိုးရကိုဒီမိုကရေစီဆန္ဒပြတဲ့ဒီနိုင်ငံတော်တော်ဝန်ထမ်းအနိုင်ဆက်လက်ဟောပြေးသွားမှာဖြစ်ပါတယ်။ ီကောဘယ်အောင်မြင်စေဖို့ကိုလိုပဲဒီဒီကလည်းနိုင်ငံအကျိုးပြောင်းဖို့ပြီးသဘောတရားပေါ်တယ်လို့ပါတယ်အခုဒီပါဝလီပွဲတော်ကစပြီးမိမိတို့နိုင်ငံသားအလုံးတဦးပေါ်တဦးချစ်ခင်နေစားမှုနားလေခွင့်လွှတ်မှုတွေညှဝေပေးပြီးအတိတ်ကမကောင်းတဲ့အဟောင်းတွေကိုခြံခဲ့ကအနာဂတ်နိုင်ငံတော်နဲ့ကမ္ဘာကြီးမှာငြိမ်းချမ်းတရားမှုတွေဖြစ်ပေါ်လာအောင်ဝိုင်းဝန်းစူးစမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း စန္ဒပြုစုမွန်တောင်းစကားပြောကြားပါတယ်။ပို့ကြုံမှုချင်းမင်းအောင်လိုင်းကအမတ်တရားစကားပြောကြားပြီးတဲ့နောက်မှာမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံမှတန်ယုံယာယီတာဝန်ခံကအမတ်တရားစကားပြောကြားပြီးဒီပါဝလီအထိမ်းအမှတ်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနဲ့မြန်မာအိန္ဒိယအစ်စ်ကြီးအသင်းဥက္ကဋ္ဌကကျေးဇူးတင်စကားပြောကြားပါတယ်။ အဲ့ဒီနောက်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ဇနီးနဲ့အခမ်းအနားတယောက်လာကြသူတွေကိုမြန်မာအိန္ဒိယရိုးရာယဉ်ကျေးမှုအကဖွဲ့ဟိန္ဒူရိုးရာယဉ်ကျေးမှု အကဖွဲ့နဲ့အမျိုးသားယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ်ရန်ကုန်မှယဉ်ကျေးမှုအဖွဲ့တွေကဟိန္ဒူရိုးရာယဉ်ကျေးမှုအကပရိသတ်တွေလူမျိုးစုတွေရဲ့ရိုးရာအကတွေမြန်မာရိုးရာအကတွေနဲ့တီဆိုကပြချော်ပြကြပါတယ် ီးမှာတော့ပို့ကြုံမှုချင်းမင်းအောင်လိုက်နဲ့စနီးမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံမှတန်ယုံယာယီတာဝန်ခံနဲ့စနီးတို့ကရေချင်းမှုအဖွဲ့တွေကိုအမတ်တရအကုန်ပြုပန်းချင်းတွေပြပပါတယ်ဒီပါဝလီပွဲတော်ကြီးကျင်းပရတာနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဗဟုအဖွဲ့ချုပ်ဥက္ကဋ္ဌဦးတည်မြင့်ကအခုလိုပြောပြထားပါတယ်ဒီပွဲကိုဒီမှာဟိုနိုင်ငံတော်ဆင့်ပေါ့ကျွန်တော်တို့ နိုင်ငံတော်ကြီးကဲကိုတိုင်တက်ရောက်ချင်းမြင့်တဲ့အဲပွဲကြီးဖြစ်ပါတယ်အဲ့လိုပွဲဒီပွဲမှာကျွန်တော်တို့အစီအစဉ်တွေမျိုးမျိုးထည့်ထားပါတယ်ကျွန်တော်တို့ရိုးရာကတို့ကျွန်တော်တို့စီမီထွန်းတဲ့အခမ်းအနားတို့အားလုံးနိုင်ငံတော်ကြီးကဲကိုတိုင်တက်ရောက်ချင်းမြင့်ပေးတဲ့အတွက်ကျွန်တော်တို့ Hindu လူမျိုးနွယ်စုကိုစား Hindu လူမျိုးနွယ်စုတွေမကဘဲနဲ့ဒီပွဲမှာပူးပေါင်းပါဝင်တဲ့လူတွေကတော့ကျွန်တော်တို့အသင်းတွေကတော့ဟိုလူမျိုးနွယ်စုဆယ်စု အိန္ဒိယမြန်မာချစ်ကြည်အသင်းအိန္ဒိယကုန်သည်များအသင်းဒီကုန်သည်အားလုံးပူးပေါင်းပြီးတော့ပါဝင်ဆောင်ရွက်ပတဲ့ပွဲကြီးဖြစ်ပါတယ်ဗျဒီပွဲကြီးကဆိုရင်ဒါဒုတိယနှစ်မြောက်ပွဲကြီးဖြစ်ပါတယ်အာရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီဟိန္ဒူလူမျိုးဆင်းရဲသားချမ်းသာ မရွေးပေါ့ဒီပွဲကဟိန္ဒူလူမျိုးမှန်တယ်ဗျတကဘာလုံးမှာရှိတဲ့ဟိန္ဒူတွေအားလုံးရဲ့အထွန်းမြတ်ပွဲတော်ကြီးတစ်ခုဖြစ်ပါတယ်စီမီထွန်းပွဲပေါ့ လာခွေနေအမောင်ဆုံးညမှာအလင်းကိုဖူးဖူးမီစီမီတူတူတောင်းပြတော့ဆိုကျွန်တော်တို့စီမီတီထောင်းပြတော့ကျွန်တော်တို့ထုံးပြတော့ပူဇော်ပြတော့ဟိုကျွန်တော်တို့လက်လာပါပေါ့ဗျာလက်လာပါတွေအဲဘောမကောင်းမှုတွေပျောက်ပြတော့ကောင်းမှုတွေပေါ့အဲ့လိုပေါ့လက်လာပါတွေရဖို့အတွက်ကျွန်တော်တို့ဆူတောင်းတဲ့ဘွဲတော်ကြီးတစ်ခုဖြစ်တယ်အဲ့တော့အဲ့ဒီဘွဲကိုကျွန်တော်တို့အခုဆိုရင်ဒါဒုတိယနေ့မြောက်ဒီမှာ လောက်ရတဲ့အတွက်နိုင်ငံတော်အဆင့်ကျွန်တော်တို့လောက်ပါတယ်နိုင်ငံတော်ကြီးကရလဲဒီပွဲကိုကြွရောက်ချင်းမြင်ပြီးတော့ပေးတဲ့အတွက်ကျွန်တော်တို့နိုင်ငံတော်ကြီးကနဲ့ကွဲကိုလည်းအထူးကျေးဇူးတင်ပါတယ်ကျေးဇူးတင်တဲ့အပြင်ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားများအားလုံးမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားများအားလုံးစေရေးကောက်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံပြီးကျမ်းမာချမ်းသာပါစေလို့ ကျွန်တော်စွမှုငုံတောင်းပါတယ်ဗျာအမတမအတိတ်ပဲပြီးသွားတဲ့ပွဲတော်လို့ပြောလို့ပြောလို့ရပါတယ်ဗျာကျွန်တော်ဟိန္ဒူလူမျိုးတွေကဒီဒီဝါဝလီပွဲရတနည်းတစ်ခါအိုးကျွန်တော်ခုနကပြောသလိုပဲအိုးဆင်းရဲတဲ့လူကနေပြီးတော့ချမ်းသာတဲ့လူဒီပေါ့ဒီပွဲကမဖြစ်မနေကျွန်တော်ဟိန္ဒူတွေအတွက်အမတမဟိန္ဒူတွေဆိုရင်တစ်ကမ္ဘာလုံးမှာရှိတဲ့ဟိန္ဒူတွေအဲအထွန်းမြတ်ထားတဲ့ပွဲကြီးတစ်ခုဖြစ်ပါတယ်မဖြစ်မနေဒီပွဲကိုလူတိုင်းလောက်ကြပါတယ်ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ဟိန္ဒူတွေလည်းအားလုံးအခုဖွဲ့တဲ့အချိန်မှာအခုလှုပ်လို့ရတဲ့အချိန်လှုပ်လို့လှုပ်လို့လှုပ်ခွင့်အခုရတဲ့အချိန်မှာအခုအခုလိုနိုင်ငံတော်အကြီးအကဲကိုယ်တိုင်ကဒီပွဲကိုတက်ရောက်ချင်းမြင်ပြီးတော့ကျွန်တော်တို့အပိတ်ကူညီပေးတဲ့အတွက်ကျွန်တော်နိုင်ငံတော်အကြီးအကဲရောကျွန်တော်တို့ဘယ်ဝင်ဖို့တော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေပြည်သားတွေအားလုံးကိုပဲအထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြလိုပါတယ်ဗျာဟုတ်ကဲ့ဟိန္ဒူဘာသာဝင်များအားလုံးဗျာကမ္ဘာမှာရှိတဲ့ကျွန်တော်တို့ဟိန္ဒူဘာသာဝင်များအားလုံးဒီနေ့ဒီဝါဝလီနေ့ဒါအကျိုးပွဲပေါ့ဗျာဒီဝါဝလီနေ့က20ရက်နေ့မှာပါဒီဝါဝလီနေ့အကျိုးနေ့ကိုကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီမှာကျင်းပတဲ့အတွက်ဒီဒီနေ့2025ဒီဝါဝလီနေ့မှာကျွန်တော်တို့ဟိန္ဒူကမ္ဘာပေါ်မှာရှိတဲ့ဟိန္ဒူလူမျိုးအားလုံးစိတ်ရခချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံပြီးကျမ်းမာချမ်းသာပါစေလို့ဆုတောင်းပါတယ် ကျေးဇူးတင်ပါတယ်ပွဲတော်ကိုတက်ရောက်လာတဲ့ဟိန္ဒူဘာသာဝင်တချို့နဲ့ဆရာကဲတာဝန်ရှိသူတချို့ကလည်းဒီပါဝလီပွဲတော်နဲ့ပတ်သက်လို့အခုလိုထေချာထားပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကဒီသာစီလူမျိုးနဲ့ဆီဒီသာစီလူမျိုးနဲ့ဆိုတာကျွန်တော်တို့အာအိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဟိုဒီရဲ့ဒီသာစီလူမျိုးပေါ့အဲ့ဒီသာစီနေရလူမျိုးတွေကျွန်တော်တို့ကကျွန်တော်တို့ကဒီဒီပေါလီပွဲတော်မှာကျွန်တော်တို့ရိုးရာအစားတောက်အစားတောက်တွေကိုခင်းချင်းပြသတာပါ ်သတ်တော့တွေကအားလုံးကကိုတိုင်ကိုတိုင်အိမ်မှာလုပ်ပြီးတော့ကိုတိုင်ကိုကြလာပေးတာလူအားလုံးမဟုတ်ကိုမျိုးပေါ့ကိုမျိုးဆိုတာကျွန်တော်တို့အချိုးပါတယ်ငါအစိတ်ကျွန်တော်တို့ကိုတိုင်ဒီလူမျိုးနဲ့သူရအစားတောင်းရိုးရအစားတောင်းရိုးရအစားတောင်းတာကိုပို့တာတော်ဒီ decoration ဒီပါလေလုပ်ထားတယ်ကျွန်တော်တို့ကလူမျိုးနဲ့သူအားလုံးအစားတောင်းနိုင်အောင်သက်သက်လုံးသက်သက်လုံးကျွန်တော်တို့ဘာဘာလဲပဲမုန်းနဲ့လုပ်ထားတယ်ပို့ရှိတယ်နောက်ပြီးတော့ ဟိုမလိုက်မှုရှိတယ်နောက်ပြီးတော့ကျွန်တော်တို့အကောင်လေးဟိုအချို့အချို့ပွဲလေးတွေနောက်ပြီးတော့အစိတ်တွေနောက်ပြီးတော့ကျွန်တော်တို့ရိုးရာချပါတီရိုးရာချပါတီဆိုတော့ဖေပလာလို့ခေါ်တယ်ပဲမုန်းနဲ့လုံးတယ်ကျွန်တော်ရိုးရာစားတော့အဲ့ဒါတွေကိုအဓိကပြသတယ်ဒါကလက်ရှိနေတော့ဘရားပွဲဖြစ်တယ်လက်ရှိနေတော့ဆိုတာကျွန်တော်တို့ဟိုပါဒဏဒဏဥစ္စာဒဏဒဏဆိုရွှေငွေကြောက်တာပါတယ်များဝေးဝေးချမ်းသာတဲ့ဟာဟို ဒီမဲတော့ပေးတာမဲတော့ဒီလိုရက်မျိုးဆိုရင်ကျွန်တော်တို့ကစီမီတွေထုံးဟိုချစ်ခိုးပြီးတော့အဲ့အချိုးပွဲတွေတင်ပြီးတော့ပုံတော်ပတ်တာလေနောက်ပြီးတော့မိတ်ဆွေရင်းနှီးတွေအဲ့အားလုံးမိသားစုတွေကဒီတော့ဟုတ်တယ်ဟုတ်ပေါ့အချိုးမိုးတွေကိုလက်ဆောင်ပေးကြတယ်ဟိုကိုနဲ့ရင်းနှီးရရင်းနှီးရောက်ပါကိုနဲ့ပါခေါမဲတာဇာရပြည့်တယ်တကယ်ကြီးမိတ်ဆွေအပေါင်းလူကြီးလူငယ်အားလုံးဟုတ်ပေးတယ်နောက်ပြီးတော့ဆင်းရဲတဲ့လူတွေကိုကြတော့ ိုကျွန်တော်တို့ဝေသားပေးတယ်နောက်ပြီးတော့ဟိုအဝတ်စားတွေပေးတယ်အလူတန်းလို့တော့ဒီပွဲကကျွန်တော်တို့ဟိန္ဒူလူမျိုးနဲ့သူအားလုံးအတွက်အထုပ်မြတ်ထားတဲ့ပွဲပါဟောကျွန်တော်တို့ကအခုလာရောက်တဲ့ဒီဒီပေါ့ဒီပွဲမှာ လာရောက်တဲ့ဒီအားလုံးနဲ့လူငယ်အားလုံးလာရောက်တဲ့ပြိဿအားလုံးကိုကြားမှာချမ်းသာပါစေလို့ကျွန်တော်တို့ကသုမောင်းတောင်းလိုက်ပါတယ်အင်္ဂယဟိန္ဒူနယ်လေဓမ္မဂရီကဦးဆမ်းမင်းနိုင်ဖြစ်ပါတယ်အင်္ဂယတို့ပြကန်းမှာဒီကနေ့ အင်္ဂလိပ်ရဲ့ traditional စားစရာမုတ်ဒီပါဝါလီမုတ်တွေရဲ့အင်္ဂလိပ်ရဲ့သမိုင်းမှာထူးချွန်ထက်မြက်ခဲ့တဲ့ပုံကိုယ်တွေရဲ့ပြီးတော့အင်္ဂလိပ်သာသနာအတွက်အမတန်မှအားထားရတဲ့ပုံကိုယ်သူပုံကိုယ်များတွေရဲ့စွန်းစွန်းတမန်ဆောင်ရွက်ခဲ့တဲ့အင်္ဂလိပ်မြန်မာနိုင်ငံလုံးဆိုင်ရာတမန်လင်းသူဖောင်ဒေးရှင်းရဲ့ activities လှုပ်ရှားမှုတွေရဲ့အင်္ဂလိပ်ဟိန္ဒူတမျိုးတမန်လူမျိုး အຫນွယ်စုတွေအားလုံးရဲ့အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးတော့အားထားရတဲ့ပုံကုတ်ဥပုံကုတ်မြတ်တွေကျောင်းတော်တွေကိုအငယ်တို့အထူးပြသထားပါတယ်။ဘုရားရှင်ဆယ်ပါးအဝတာရံဘုရားရှင်ဆယ်ပါးစလုံးရဲ့စွန်းစွန်းတမန်ဆောင်ရွက်ချက်တွေအောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့အစတုမဆက်ဂမယတ်တစ္ဆာမတိယမတစ္ဆာတိယတို့တမဆုမဂျိုတိရဂမယတ်အမောင်မအလင်းတို့ မရတိုမာအမရိဒမ်ဂမယတ်ကျွန်တော်တေချင်းရှိရာတန်တရာမတ်တေချင်းကင်းရာမြန်နိဗ္ဗာန်တို့ဆိုတဲ့အတိတ်နမိတ်ကိုဆောင်ပြီးတော့ကျွန်တော်တို့စီမီထွန်ညိတယ်စီမီဒီအမောင်ကိုခွင်းအလင်းကိုဆောင်တကယ်တော့အငယ်တို့ကအဝိဇ္ဇာမတ်ဝိဇ္ဇာအလင်းကိုရရှိဖို့အတွက်ကြီးမန်းပြီးတော့ကျင်းပတဲ့ပွဲတော်ဖြစ်ပါတယ်အောင်တိတ်အောင်နမိတ်အောင်ဘိတ်တိတ်တွေတွန်းလောင်းပြီးတော့ကျင်းပတဲ့ပွဲဖြစ်ပါတယ် ငញ្ញံရေအလင်းမီးတိုင်ကြီးအောင်မြင်စွာထွန်းလင်းနိုင်ပါစေကြောင်းတောင်းစုပတ္ထနာပြုရပါတယ်။တနိုင်ငံလုံးတကဘာလုံးငញ្ញံနိုင်ပါစေ။စားရရိတ်ခါတွေပြုလုံးနိုင်ပါစေ။ကျမ်းမာပြီးတာယာဝါပြောနိုင်ကြပါစေ။အော်မင်္ဂလာပါခင်ဗျာ Happy Diwali ပါ။ကျွန်တော်နာမည်ကတော့ကိုအာကာမင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဒီပြပွဲကတော့ Precision Auto Engineering Company ဖြစ်ပါတယ်ခင်ဗျာအိန္ဒိယနိုင်ငံထုတ် Bajaj Lucy 3ဘိန်းမော်တော်ယာဉ်တွေကိုကျွန်တော်တို့ကကင်းပြီးနဲ့ဖအံမှာအာဂုံယူစွာနဲ့တက်ဆင်ထုတ်လုပ်ပါတယ်ဟုတ်ကဲ့ခင်ဗျာအာဒီပြပွဲမှာကတော့ကျွန်တော်တို့က product ကိုလည်းခင်းကျင်းပြသထားပါတယ်ပြီးရင်ကျွန်တော်တို့ဟိုဒီ product နဲ့အလောက်ကိုင်းခွင်းလန်းဖန်တီးခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဟောလက်ငင်းစနစ်တွေအရေးကြစနစ်တွေနဲ့လည်းအဲ ဝယ်ယူနိုင်ပါတယ်အခုလိုမျိုးဒေပါဝလီပွဲမှာကျွန်တော်တို့အနေနဲ့ပူပေါင်းပါဝင်ခွင့်ရတဲ့အတွက်လည်းဂုဏ်ယူပါတယ်ခင်ဗျာပြီးရင်ကျွန်တော်တို့မြန်မာပြည်မှာအလုတ်ကင်အခွင့်အလမ်းပေါင်းများစွာပေါ့နော်အခုဆိုရင်ကျွန်တော်တို့အလုတ်ကင်အခွင့်အလမ်းပေါင်း6000ကျော်ဖန်တီးပြီးပါပြီပြီးရင်ကျွန်တော်တို့ပြည်တွင်းမှာပဲတက်ဆင်ထုတ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမှာလည်းကျွန်တော်တို့ဟိုအခွင့်အလမ်းအလုတ်ကင်အခွင့်အလမ်းအများကြီးကိုဖန်တီးပေးပြီးပါပြီခင်ဗျာမတင်တဲ့မှာအဲကျမတို့ဦးရမိုးနဲ့ဆိုရလဲလူမဲနု လူမျိုးနွယ်ဆယ်စုတွေတစုပဲပေါ့နော်ကျမတို့လူမျိုးတွေကတော့ဒီဘယ်လိုပြောမလဲအနေချင်းရှိတာတော့ရှိတယ်နဲတယ်လူဥယျာဉ်ကျမတို့မှာဘယ်လိုပြောမလဲဆိုတော့မျိုးနွယ်စုတွေထဲမှာတော့နည်းနည်းပေါ့အလဲအလဲလောက်မှရှိတယ်အများကြီးထဲမှာတော့မဟုတ်ဘူးကျမတို့မြရတဲ့နေ့ဆိုတာကတမန်မင်္ဂလာရှိသောနေ့လေးပေါ့နော်။ကျမတို့ကဘယ်လိုပြောမလဲဆိုတော့ကျမတို့နှစ်သိကြီးကိုကြိုးစားတယ်လို့ပဲပေါ့နော်။မကောင်းတာတွေဖယ်ရှားပြီးကောင်းတာတွေဟိုဖြစ်ဖို့အတွက်ကောင်းဖို့အတွက်ပေါ့နော်။အဲ့အတွက်ဆူတောင်းကြတဲ့ လိုနေကောင်းလေးတည်းရဖြစ်ပါတယ်ဒီပါလေးနေဆိုတာအမောင်ကို꿰ပြီးတော့အလင်းပေးတဲ့နေလေးတနေ့ဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကျမ်းမချမ်းသာပါစေလို့ပဲဆုတောင်းပေးပါတယ်ရှင်ဟုတ်ကဲ့အခုလို့ဒီပါဝလီပွဲတော်အခမ်းအနားကြီးကိုကျင်းပနိုင်ခဲ့တဲ့ဟာမြန်မာနိုင်ငံအနေနဲ့ကိုယ်ခွေရဘာသာတရားတိုင်းပေါ်မှာအလေးမြတ်ထားတယ်ဆိုတာပေါ်လွင်သလိုမြန်မာအိန္ဒိယအချစ်ကြီးရေးကိုလည်းပိုမိုခိုင်မာအားကောင်းလာစေမှဖြစ်တယ်လို့ယုံကြည်ပါတယ်အခုနှစ်မှာကြာရောက်တဲ့ဒီပါဝလီအခါသမယမှာ မြန်မာနိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းတိုးတက်ပြီးဟိန္ဒူဘာသာဝင်တွေ ပါဝင်မြန်မာပြည်ရင်းမှာမြင့်တင်းနေထိုင်ကြတဲ့ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ တိုင်းသားပေါင်းစုံပြည်တော်စုပေါင်းအားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာပြီးလူရင်းစံတပြေဝကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ဒီအစီအစဉ်ကိုထုတ်လွှင့်ပေးလိုက်ရပါတယ်ရှင်